good evening ladies and gentlemen ဒီနေ့အစီအစဉ်အတွက်တမိုင်းတစ်လျှောက်အကောင်းဆုံးဂျိုကာ9ယောက်နဲ့သူတို့ရဲ့မမေ့နိုင်စရာတိူးဆောင်ချက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ် ranking ရနံပါတ်9နေရာကိုယူထားတဲ့သူက Jared Leto Suicide Squad 2016 Jared Leto ကသူ့ရှေ့မှာဖန်တီးပြီးသားဖြစ်တဲ့ Joker တွေနဲ့မတူတဲ့ Joker ကိုဖန်တီးခဲ့တယ်တက်တူးတွေငွေရောင်သွားတွေနဲ့ style လုပ်ထားပြီးဟန်များပြီးခံမရခတ်တဲ့ Gangster ပုံစံ Joker ကိုမြင်ရမှာပါ Jared Leto ရဲ့ Joker ဇာတ်ကောင်ကိုတချို့ကကြိုက်ကြတယ်တချို့ကမကြိုက်ကြဘူးဗျဒါပေမဲ့သေချာတာတခုကတော့ဘယ်သူမှလစ်လျူရှုလို့မရတဲ့ Joker ပုံစံကိုသူဖန်တီးခဲ့တာပါနံပါတ်6နေရာကိုယူထားတဲ့သူက Cesar Romero Batman 1966စီဇာရိုမီရိုဟာဂျိုကာဇာတ်ကောင်အဖြစ်ပထမဦးဆုံးတည်ဆောက်ခဲ့သူပါကောမစ်စာအုပ်ထဲမှာပါတဲ့ဂျိုကာပုံစံအတိုင်းအနည်းဆက်ဆုံးလုပ်ပြနိုင်ခဲ့သူပါသူ့ performance ကပြဇာတ်ဆန်တယ်အယောင်ဆုံးဖြစ်ပြီးဟန်များတယ်လို့ပြောရမှာဗျစီဇာရိုမီရိုရဲ့ဂျိုကာဟာပရိသတ်ကိုပျော်ရွှင်မှုအစစ်အမှန်ပေးနိုင်ခဲ့ပြီးဟောလိဝုဒ်ရဲ့ဂျိုကာ history အတွက်ရှေးဆောင်လမ်းပြဖြစ်ခဲ့သူပါနံပါတ်3နေရာကိုယူထားတဲ့သူက Jack Nicholson Batman 1989 Jack Nicholson ကဂျိုကာဇာတ်ကောင်ကိုသူ ရဲ့စတိုင်အတိုင်းပြန်ပြီးလွှမ်းမိုးနိုင်ခဲ့သူပါသူ့ရဲ့လှုပ်ရှားမှုတိုင်းဟာဆွဲဆောင်မှုနဲ့အန္တရာယ်ကိုအကောင်းဆုံးရောစတ်ထားတာပါရှုပ်ထွေးပြီးရက်ဆက်တဲ့ Gangster တယောက်အဖြစ်တရုတ်ဆောင်ပြသွားတာတွေဟာ generation တစ်ခုလုံးအတွက်အကောင်းဆုံး Joker standard တွေကိုတည်ထောင်ထားနိုင်ခဲ့သူပါနံပါတ်1နေရာကိုယူထားတဲ့သူက Joaquin Phoenix Joker 2019 Joaquin Phoenix ရဲ့ Joker ဟာနာကျင်မှုအထီးကျန်မှုနဲ့စိတ်ရောဂါတွေကိုခြေခံထားတဲ့ Joker ပါ One is here at the flat boy ကနေ Joker အဖြစ်ပြောင်းလဲခဲ့ပုံတွေကိုခီးချေကြည့် ီးတစ်ခုဖြစ်မြင်ရမှာပါဗျ။ villain ကြီးဂျိုကာဘယ်လိုဖြစ်လာသလဲ။ဘာကြောင့်ဖြစ်လာသလဲဆိုတာကိုအခြားရှူတောင်တစ်ခုကနေအကောင်းဆုံးသရုပ်ဆောင်ပြသွားနိုင်ခဲ့ပြီး Oscar ဆုကိုယူပြနိုင်ခဲ့သူပါ။ History of Joker လို့တော့ပြောရမှာဗျ။နံပါတ်1နေရာမှာရှိတဲ့ Joker ကိုမပြောခင်ခင်များတို့အတွက်ဘယ် Joker ဇက်ကောင်ကနံပါတ်1ဖြစ်မလဲဗျ။ Comment မှာဝင်ရောက်ဆွေးနွေးသွားပါဦး။ The Sing Channel ကိုလည်း Subscribe, Like and Follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးဗျ။ဟုတ်ပါပြီ။ဆက်လိုက်ကြရအောင်။နံပါတ်1နေရာကိုယူထားတဲ့သူက Heath Ledger The Dark Knight 2008 Heath Ledger ရဲ့ Joker ဇက်ကောင်က ွား performance တစ်ခုထက်အများကြီးပိုပါတယ် is a legend ဟဲ့လေဂျာက original joker တွေလိုအယောင်သွေးမဆုံးဘူးပျော်ရွှင်မှုကိုပြနေတဲ့ joker မဟုတ်ဘူး intelligent ဖြစ်ပြီးကြောက်စရာကောင်းတယ်ထူးခြားပြီးဖောက်ထွက်လာတဲ့လမ်းလျှောက်ပုံတွေစကားပြောပုံနဲ့အတန်တွေအမာရွတ်တွေစတာတွေကိုသေးစိတ်လုတ်ပြသွားတာတွေက the dark knight ရုပ်ရှင်တစ်ခုလုံးကိုပြန်မိုးယုံမကပါဘူးအားလုံးကိုအားသင့်စေခဲ့ပြီးအတော်ချီးကျူးမှုကိုရရှိခဲ့တဲ့ joker ပါပြောရရင်တမိုင်းတွင်တဲ့ joker ဖြစ်ခဲ့တာပါဟဲ့လေဂျာဟာ joker ဇာတ်ကောင်နဲ့ oscar ဆုရခဲ့ပြီမယ် oscar ာစုကိုကိုရိုင်းလာရောက်မယူနိုင်ခဲ့ပါဘူး The Dark Knight ရုပ်ရှင်ရုံတင်ပြတာပြီး6လအကြာမှာပဲဟေးလေကြာဟာလောကကြီးကနေထွက်ခွာသွားတာပါဟုတ်ပါပြီ Joker ဇက်ကောင်နဲ့ပတ်သက်ပြီးအမှတ်ရစရာလေးတွေရှိရင် comment မှာဝင်အောင်ဆွေးနွေးတော့အောင်ဗျအဆုံးအထိရှိနေပြီတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် See you next